မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲကလေးတွေဆက်လက်လှုပ်ခတ်နေပြီမဲ့စစ်ကောင်စီကဒကြံပွဲကျင်းပမယ်လို့ထုတ်ပြန်ကြေညာကရေကစားမှတ်တွေနေရာချို့မှာစောက်လုပ်ပြင်ဆင်ပုံဖော်နေတယ်လို့သိရပါဗျ။အနာသိမ့်မိနောက်စစ်ကောင်စီဟာလူလူလက်မခံပေမဲ့လည်းဒကြံပွဲကိုစီကားစွာပြန်လည်ကျင်းပလာပြီးအခုနှစ်မှာငလင်းတန်းကြောင့်ပျက်စီးတေဆုံထိခိုက်မှုတွေဖြစ်ပေါ်နေတာကြောင့်အပြော်ပါတီဆိုကခုံမှုတွေမပါဘဲကျင်းပသွားမယ်လို့ထုတ်ပြန်ခဲ့ပါဗျ။ ကြကြန်းစူရာဟာမြမယူရပြိုပွဲရှင်ပွဲတစ်ခုဖြစ်ပေမဲ့ခေစနစ်ကောင် ချင်းကားကောင်းတွေနဲ့ကိုက်ညီစီရောမှသာလှုပ်သိမ့်ကလက်ရှိမှာတိုင်းပြည်ဟာစစ်ပေးငလင်ပေးစလာရီနဲ့ရင်းဆိုင်ကျုံတွေ့နေရတာကြောင့်မပြုတ်လှုပ်သိမ့်ဘူးလို့တန်ကားတမကမန္တလေးက ARD Times ကိုပြောပါရယ်ဒါပေမဲ့စစ်ကောင်စီကပြည်သူတွေဘလောက်သေးကြပျက်စီးနေပါစေသူတို့ကမမှုဘူးသူတို့ရဲ့အာဏာတည်မြဲရေးအတွက်နိုင်ငံတကာရဲဝန်းကို ပြည်သူတွေကစစ်ကောင်စီနဲ့အတူတူငင်းကြဲနေပါပြီဆိုတဲ့ပုံဖော်ဖို့ရွေးကောက်ပွဲလုပ်ဖို့ရှိတော့အဲ့ဒီအတွက်ကြိုးပမ်းနေတာတို့တန်ခါတမကမန္တလေးကဆရာတော်ဥဒမမေတ္တာကမိန်ကြားပါတယ်။အဲ့လိုတကြံပွဲပြုလုပ်နိုင်ဖို့စစ်ကောင်စီဟာရန်ကုန်ပသိမ်ပြည်ဟိုပုံ တောင်နီးစတဲ့နေရာအချို့မှာမြို့တော်ဝန်မန်းတက်နန်းလျှောက်တကြံတို့ပြင်ဆင်ဆောက်လုပ်နေပြီးဒုံငန်းရှင်တွေထံကလည်းတကြံအတွက်အနှုံငယ်တွေကောက်ခံရရှိတယ်လို့သတင်းတွေရသိရပါတယ်။ နိုင်ရင်အိမ်မှာနိုင်ရင်မှတ်တဲ့မပြီးသေးပဲတကြံမှန်တဲ့ထိုးသူလိုဖြစ်နေပြီတကယ်ဆိုငလင်းကြောင့်တိတ်ဆုံးသူတွေများနေချိန်မှာဝိညာဉ်တွေငိုကြွေးတာပြေရော့စေဖို့ပိဋိတရားနာရာအမြတ်ဝေတာလုပ်ပေးတဲ့လို့ရန်ကုန်မြို့နယ်လူလက်ပိုင်းသူက AR Times ကိုပြောပါရယ်ဒါအပြင်စစ်ကောင်စီအနေနဲ့၎င်းတို့ပြုလုပ်မဲ့တကြံအတွက်တုံးဆွဲဖို့ငွေကြေးတွေကိုလည်းငလင်းပေးမှအတုံးပြတာဝန်ယူတဲ့လို့ငလင်းနဲ့ပတ်သက်ပြီးသားအာယုံဆိုင်လုံးတဲ့နယ်လို့ ယဟန်တန်ကပြည်သူတွေကဝေဖန်ထောက်ပြနေတယ်လို့သိရပါတယ်။လက်ရှိမှာနိုင်ငံတော်မှငလင်းတန်ကြောင့်ဧပြီလ3ရက်မနက်8:00နာရီတိကောက်ယူရရှိထားတဲ့ဇင်းတွေရတေဆုံးသူ385ဦး၊ဒဏ်ရာရသူ4915ဦးနဲ့ကြောက်ဆုံးသူ342ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပြီး စကိုင်းမန္တလေးနေပြည်တော်ပဲခူးမကွေးနယ်ရှမ်းပြည်နယ်တို့မှာအဆိုးဝါးဆုံးကြုံတွေ့နေရတယ်လို့သိရပါတယ်။ လာမယ့်ဧပြီလ23ရက်မှာကြာရောက်မဲ့တကြံပွဲနဲ့ပတ်သက်လို့တိုင်းဒေသနဲ့ကိုင်ဖွဲ့စည်းချိုးကနလင်းတန်တင့်ပြည်သူတွေကိုစာနာသုံးအဖြစ်၎င်းတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာပျော်ပွဲရှင်ပွဲတွေလှုပ်ဆောင်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်